ရှိတတိကိုအဲ့ဒီကိုပို့လွတ်လိုက်ကိုယ့်ရဲ့တတိလေးကို ထွက်လေဝင်လေ ဖြစ်နေတဲ့နေရာကိုပို့ပို့ပြီးရင်နံပါတ်1လောက်အမှာပါတော့ဆိုစလေးချင်းအမှာတတော်ဝအတ္တတတိတတော်ဝပတ္တတတိတတိကလေးထားပြီးတော့ရှူသွင်းလိုက်ပါတတိကလေးထားပြီးတော့ရှိုက်ထုတ်လိုက်ပါ ရှူသွင်းတဲ့လေလေးကိုလည်းတတိရှိပါစေ လေကလေးရှိုက်ထုတ်လိုက်တဲ့အချိန်မှာလည်းပဲတတိရှိပါစေတခါတည်းလောရမှာမဟုတ်ဘူးစင်ဆက်မပြအဲ့ဒါကိုလေ့ကျင့်ရမယ်ဒါပထမအဆင့်လေ့ကျင့်အဲ့ဒါလို့လေ့ကျင့်လိုက်တဲ့အခါကျတော့တွတ်တက်မှုရှိလာတွတ်တက်မှုရှိလာတာဘာတုံးစေကိုယ်ရှိုက်ထုတ်လိုက်တဲ့ကိုယ်ရှူသွင်းလိုက်တဲ့လေလေးဟာအချိန်ပိုင်းအားဖြင့်ရှိကြမှုရှိသလား ကိုရှိုက်ထုတ်လိုက်တဲ့လေလေးဟာအချိန်အားဖြင့်တိုးသလားရှိုက်ထုတ်လိုက်တဲ့လေလေးဟာအချိန်အခါအားဖြင့်ရှိသလားတိုးသလားအရှိအတိုလေးပါတတိထားမိလားကြည်လေလူတွေဟာအေးဆေးသေးနေတဲ့အခါကျတော့အသက်ရှူတာလေးကပုံမှန်လေးခါရှည်ရှည်လေးရှူတယ်အဲ့လိုမဟုတ်ဘဲနဲ့အပြေးလွှားလှုပ်ထားတော့မောတကန်းဆိုဟဲဟောဟဲဟောဟဲဟောနဲ့နော်ရှူလိုက်ရှက်လိုက်ရှူလိုက်ရှက်လိုက် နောက်ကြည့်လေမွေတွေအသက်ရှူတာကြတော့ကြားတယ်ခွေးတွေကြတော့မောနေပြီအသက်ရှူရင် sugar 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 ဖြစ်နေတာဟုတ်လားညံ့နေအဲ့ဒါလို့ကိုရှူတဲ့အသက်ဟာကြားသလားတူရှိသလားတူသလားအတူအရှိပေါ့တနည်းအားဖြင့်ပြောမယ်ဆိုရင်ကြားသလားတူသလားအချိန်ကြားသလားအချိန်တူသလားသို့မဟုတ်ရှိသလားတူသလား အဲ့ဒီနှစ်ခုတဲတဲကွဲကွဲဖြစ်လာတယ်တဲ့အတိညာတစ်ခုတက်လာပရမတုံးကတော့တမန်ရှူးနေတာလောက်တတိထားမိတယ်တတိထားပါများလာတဲ့အခါကျတော့ရှည်ရှည်ရှူရင်ရှည်ရှည်ရှူတယ်လို့သိလာတယ်တူတူဆိုရင်တူတူလို့သိလာတယ်ရှူဆိုင်မှုလေးရဲ့အချိန်ပိုင်းဟာတူတယ်ရှည်တယ်ပါသိလာတယ်အဲ့ဒါတဆင့်တက်သွားတာပေါ့အဲ့လိုတဆင့်တက်သွားပြီးတော့နောက်မှဘာသိအောင်စူးစမ်းရမလဲ ကိုယ့်ရဲ့ကြိုးစားအထောက်မှုလေးနဲ့မြင့်တင်ပြီးတော့ပေးရမယ်။ဘာမြင့်တင်ပေးရမလို့ဆိုရင်သဗ္ဗကာယပဋိတံဝေတီအတတိတ်တာမိသိက္ခတိ။ဟောဒီစကားလေးသုံးထားတာ။သဗ္ဗကာယပဋိတံဝေတီကာယအာလုံးကိုသိရှိလျက်တတိထားပြီးတော့ကာယအာလုံးကိုသိရှိဒီနေရာမှာဘာသာပြန်နာတို့အတိတ်ပဲကောက်ထားတို့အမတန်လွဲမှားကြတယ် အထက်ကရာဆရာရဲ့အဘောထက်ကရာရဲ့ရှင်းလင်းချက်ပဋိသင်္မိတာမက်တို့ရဲ့ရှင်းလင်းချက်ကိုမသိဘူးဆိုရင်တပ္ပကာယကိုသူကတကူလုံးကိုသွားပြီးတော့ယူတဲ့လူတွေရှိတယ်ဂျိုးကမ္မထအထုပ်နီးတွေမှာကိုအဲ့လိုပြထားတာရှိတယ်အဲ့ဒါအာနာပါနမဟုတ်တော့ဘူးခန္ဓာကိုယ်တကူလုံးကြီးသွားကြည့်နေအာနာပါနမဟုတ်တော့အဲ့ဒါလည်းသတိထားဖို့ပေါ့ဂျိုးကတပ္ပကာယပဋိသင်္မိတွေတကူလုံးကိုအနှံ့လိုက်ပြီးတော့စင်ဆေးရှင်းတွေကိုလိုက်မှတ်နေဒါကအာနာပါနမဟုတ်တော့ အနာပါနဆိုထက်လီဝင်လေးပဲ object ကဒါပဲထားအဲ့တော့တပ္ပကာယဆိုတာတပ္ပဆိုတာအလုံးစုံကာယဆိုတာအစုအစုအလုံးဆိုတာဘာကိုပြောတာတုံးဆိုရင်ဟောဒီအနာပါနထက်လီဝင်လေးလေးဟာကာယပဲသူအစုကလေးပဲအဲ့ဒီအစုကလေးကို အကုန်သိအောင်လုပ်တယ်အကုန်ဆိုတာဘာတော့ဟောဒီလေလေးစတင်လာပုံလေလေးအဆုံးသတ်သွားပုံ စတဲ့မှုနဲ့အဆုံးသတ်မှုရဲ့ကြားမှာဖြစ်ပေါ်ဘူးဆိုလိုတာကစင်စက်မပြအစအလယ်အဆုံးသုံးမျိုးလုံးသိတာကိုတပ္ပကာယပဋိသင်္ဝေဒီလို့ပြောတာပထမအချိန်တုန်းကအဲ့ဒါလို့မသိဘူးရှင်ရှိတယ်လို့ပဲမှတ်လိုက်တယ်တွင်တူတယ်လို့ပဲသိနေတယ်ဟောလေ့ကျင့်မှများလာတဲ့အခါကျတော့လီလေးကဘယ်နှကစလာပြီဘယ်မှာဆုံးသွားတယ်အဲ့ဒီအစနဲ့အဆုံးကြားလေးမှဘယ်မှာဆိုတာကိုကတတိထားလာတယ်ဒါကိုပြောတဲ့တပ္ပကာယပဋိသင်္ဝေဒီ ဒါကအထက်ကရာအရှင်းပြတဲ့အတိုင်းပြောတာเนาะအဲ့ဒါလို့မဟုတ်ဘဲပြောလို့ရှိရင်စာပေနဲ့မညီဘူးလို့ပဲပြောဘာဖြစ်လို့တုံးဆိုအထက်ကရာဆိုတာကဖះလက်ထက်ကလေးကစကလုံးတစ်ခုကိုရှင်းလင်းချက်ပေးခဲ့တာရှင်းလင်းချက်ပေးခဲ့တာအစဉ်ဆက် tradition လို့ခေါ်တယ်အစဉ်ဆက်ရှင်းလင်းပြီးတော့ဒီလိုလာခဲ့တာ